ဟယ်လိုအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာမိတ်ဆွေတို့ကို Six Lottery မှာအကောင့်ကိုဘယ်လိုဖွင့်ရမလဲဆိုတဲ့နီလန်းလေးကိုမိတ်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်နော်။ Okay ကျွန်တော်တို့ပထမအဦးဆုံးမပွန်တင်ဆိုတဲ့နေရာကိုနှိပ်ကမှာပဲဖြစ်ပါတယ်။ Okay မပွန်တင်ဆိုတဲ့ဟာကိုနှိပ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီနေရာကိုရောက်လာမှာပဲဖြစ်ပါတယ်။ okay ကျွန်တော်ဒီနေရာရောက်ပြီဆိုရင်ဒီမှာဖုန်းနံပါတ်ထပ်ပါဆိုတဲ့နေရာမှာကျွန်တော်တို့အကောင့်ဖွင့်မှာဖုန်းနံပါတ်ကိုရိုက်ထပ်ပေးရမှာပဲဖြစ်ပါတယ် ဒီနေရာမှာမိတ်ဆွေတို့က KP ပဲဖြစ်ဖြစ်ဝိပေးပဲဖြစ်ဖြစ်ဖွင့်ထားတဲ့ဖုန်းနံပါတ်နဲ့ထည့်ရမှာပဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့မိတ်ဆွေတို့ကဒီ KP ဖွင့်ထားတဲ့ဖုန်းနံပါတ်ဒို့မဟုတ်ဝိပေးဖွင့်ထားတဲ့ဖုန်းနံပါတ်နဲ့ဒီအကောင့်ကိုဖွင့်မှဆိုရင်ကျွန်တော်တို့ဘောနက်6ရတာအဆင်ပြေပါတယ်။အကယ်၍မိတ်ဆွေတို့ KP လည်းမဖွင့်ထားဝိပေးလည်းမဖွင့်ထားအဲ့ဖုန်းနံပါတ်နဲ့ဒီမှာအကောင့်ကိုဖွင့်လိုက်မှဆိုရင်ကျွန်တော်တို့ဘောနက်6ရတာကတိတ်အဆင်မပြေဘူးပေါ့နော်။ โอเคဒီနေရာမှာဖုန်းနံပါတ်ထပ်မှာဆိုရင်မိတ်ဆွေတို့ကဘာလို့ရမလဲဆိုတော့603ညဆိုတဲ့ကဏ္ဍကိုဖြုတ်ပြီးတော့9အနစပြီးထည့်ရမှာပဲဖြစ်ပါတယ်เนาะโอเคမိတ်ဆွေတို့ဖုန်းနံပါတ်ဖြည့်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီမှာဇကဝတ်သတ်မှတ်ပါဆိုတဲ့နေရာပေါ့เนาะဇကဝတ်သတ်မှတ်ပါဆိုတဲ့နေရာမှာကျွန်တော်တို့ပတ်သက်ဖို့ကိုအပေါ်နဲ့အောက်ကိုတစ်ထပ်တည်းဖြည့်အောင်ရိုက်ထပ်ပေးရမှာပဲဖြစ်ပါတယ်เนาะ ပတ်သောကဘယ်လိုရရမလဲဆိုတော့အခရာကနန်းကနှလုံးရပြီးတော့နံပါတ်က6လုံးထည့်ရမှာပဲဖြစ်ပါတယ်။ဥပမာအနေနဲ့မိတ်ဆွေတို့ကိုကျွန်တော်ရိုက်ပြသွားမှာပဲဖြစ်ပါတယ်။မိတ်ဆွေတို့ဒီမှာတစ်ချက်ကြည့်ကြည့်ပါ။ Okay မိတ်ဆွေတို့ဒီမှာတစ်ချက်ကြည့်လိုက်ပါ။ဇကဝက်ကိုအပေါ်နဲ့အောက်ကိုတစ်ထပ်တည်းဖြစ်အောင်ကျွန်တော်ရိုက်ပေးထားတာပဲဖြစ်ပါတယ်နော်။မိတ်ဆွေတို့လည်းအကောင့်ဖွင့်မှာဆိုဇကဝက်ကိုအပေါ်နဲ့အောက်ကိုတစ်ထပ်တည်းဖြစ်အောင်ရိုက်ပေးရမှာပဲဖြစ်ပါတယ်နော်။ โอเคကျွန်တော်တို့ဒီမှာဖုန်းနံပါတ်လည်းဖြည့်ပြီးသွားပြီးပြီးတော့ဇကွက်လည်းဒီမှာဖြည့်ပြီးသွားပြီဆိုတော့ကျွန်တော်တို့ကဘာလုပ်ရမလဲဆိုတော့ဖိတ်ခေါ်ကုတ်ဆိုတဲ့နေရာမှာဒီဖိတ်ခေါ်ကုတ်ဆိုတဲ့နေရာမှာဒီကုတ်လေးကအော်တိုရှိနေမှာပဲဖြစ်ပါတယ်အကယ်၍မိုက်ဆိုတော့ဒီဖိတ်ခေါ်ကုတ်အော်တိုမပေါ်နေဘူးဆိုရင်ကျွန်တော်ဗီဒီယိုရဲ့ screen ပေါ်မှာကျွန်တော်ဒီကုတ်လေးကိုရေးပေးထားမှာပဲဖြစ်ပါတယ်အဲ့ရနဲ့တက်ဆင့်ကူးပြီးတော့ဒီမှာရိုက်ထက်ပေးလိုက်ပါ ။ Okay မိတ်ဆွေတို့ဖုန်းနံပါတ်လည်းဖြည့်ပြီးသွားပြီပြီးတော့ password လည်းရိုက်ပြီးသွားပြီပြီးတော့ဒီကုတ်နံပါတ်လည်းထပ်ပြီးသွားပြီဆိုရင် ကျွန်တော်တို့ကဒီအဝိုင်းပြနေတဲ့နေရာလေးကိုအမှန်ချိန်ပေးကမှာပဲဖြစ်ပါတယ်နော်။ Okay မိတ်ဆွေတို့အမှန်ချိန်ပြီးသွားပြီဆိုရင်ဒီ map ပုံတင်ဆိုတဲ့ဟာကိုတစ်ချက်နှိပ်လိုက်ပါ။ဒါဆိုရင်မိတ်ဆွေရဲ့ account ကဖွင့်တာအောင်မြင်သွားပါပြီ။ Okay ဒီဗီဒီယိုလေးကတော့ Six Lottery ရဲ့အကောင့်ဖွင့်နည်းပဲဖြစ်ပါတယ်เนาะမိတ်ဆွေတို့အားလုံးပဲအနိုင်များများနဲ့နိုင်ကြပါစေ